ยูนิมาแล้วจงขันยิสคงสักคงคนนี้น่าเชื่อีพยาวตึ๊ดละยูนิมาแล้วจะขันยิสคงเนี่ยคนนี้น่าเชื่อตึ๊ดละ 炒了苹果，果炒了土，对了，前面那个你健康的生活，不能那些，哎，好吗？我们看下嘛，前那种炒了苹果，果炒了炒了土里面果炒了土，长是多土地，冬季那果还红皮，偷渡人家，稀稀你你 ်ဘူတော်ရှင်ရောအကြောင်းကိုမသိမရှင်မညုံးမမိုးကောင်းသောကာလ၌စိုးရင်စရာမရှိပဲအစင်းမြဲအပြီးကိုထိတတ်သောအပြည့်နဲ့ပြည့်သည်ဖတ်တော်လည်းတရှင်တယ်လို့ဘုရားအားဖြင့်ကြောင့်ရှင်စီလံတဲ့သူကောင်းချီးမိပါစေအာမင်ကျွန်တော်မေဆေ့ဖို့ကြံခဲ့တာရှိပါတယ်ကျွန်တော်ကျွန်တော်ကိုကုတ္တတိလူမျိုးလုံးချင်ကြပါလေစုပေါင်းခန့်ချက်တင်ပါလေကျွန်တော်လူမျိုးမဟုတ်ပါဘူးကျွန်တော်အင်းတော်ရှိပါလေ မိမတယောက်ရှိတယ်ကလေး၃ယောက်ရဲ့ဖေးပါကလေး၃ယောက်ရဲ့ဖေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းမိတ်ဆက်ဖေးဖြစ်ပါတယ်ဒီမှာဒီကျန်းစာအဖြစ်ထောက်ဖျားကိုကိုးစားတော်သူထောက်ဖျားကိုမိမိကိုးစားရာကြောင့်ဖြစ်စေတော်သူဒီကောင်းချီးမိန်တာကိုခံတတ်တော်သူဖြစ်တယ်ဖျားကတစ်ခေါက်ကျွန်တော်ဆိုနောက်ပတ်တော်အလင်းဖွင့်ပြတာကပါလဲဆိုအားနေတဲ့လူတိုင်းဖျားမဟုတ်ဘူး ကဘာပေါ်မှာအားနေနေတဲ့လူတွေညောင်ညားစွာရှိတယ်။အားနေရဆိုတဲ့အရာမှာပါရရှိမယ်။ကြောချီပြလို့ရတာ။အားနေတယ်လို့ဆရာတို့ဆရာမတို့နေနဲ့တတ်မှတ်တဲ့အရာတွေအားနေတယ်လို့ပြောလိုက်တာနဲ့ပါရမြင်အောင်လဲ။ကျမ်းမှာရှုပ်နေတာ။အော်ကျမ်းမှာရေးလို့ချုပ်တဲ့လားတော့နော်။နေမကောင်းတာလို့ချုပ်တဲ့လားတော့။အားနေတာ။ ဆွေမျိုးမရှိတာလည်းအားနေတာပဲပါလေပါလေဟောဒုက္ခတာโอเคဟုတ်တယ်ဒါလည်းပါတယ်တခြားရောပါရှင်မှုလည်းအလုတ်ကိုင်းစင်ပြေခြင်းအလုတ်ကိုင်းအစင်မပြေတာလည်းအားနေတာပဲဟုတ်တယ်နော်အဲဆွေမရှိမျိုးမရှိကြလဲအားနေတယ်လို့ပြောလို့ရတယ်ဒီကောင်းစင်အောင်မှရှိတယ်တချို့ကမိဆုံးဖဆုံးနဲ့ကြီးပြင်းလာတဲ့လူတွေရှိတယ်တချို့က ဟိုမြေဆုံဖဆုံတဲ့မွေးမလာတဲ့လူတွေရှိတယ်။တချို့ကလူလောကကြီးကိုမိဘမဲ့အနေနဲ့မွေးမလာတဲ့လူရှိတယ်။ကျွန်တော်တို့လူတော်ဖြစ်လာကြပြီမယ်ကျွန်တော်ဘက်ကောင်းနေမှသူတို့အာတာချက်တွေမှသူတို့အားနည်းချက်တွေမှသူတို့ဒါပေမဲ့ဘုရားကတည့်ရက်ကျွန်တော်ဖွင့်ပြတာကဘုရားကလေအားနည်းတဲ့လူတိုင်းကိုမကူညီဘူးမဟုတ်ဘူးဘယ်သူတွေကိုကူညီတယ်လဲဆိုတော့အားကိုးတဲ့လူတွေကိုကူညီတာ ်အာမင်အာမင်ကျွန်တော်အားနည်းတယ်ဟုတ်တယ်ဒါပေတော့ဒီမှာဆရာဘောထံနော်ဆရာဘောထံကအယံချမ်းသာတဲ့အယံချမ်းသာတဲ့ကဘာပေါ်မှာအယံချမ်းသာတဲ့တထေးကြီးဆိုပါဆိုတထေးကြီးဖြစ်တဲ့ကြောင့်သူစီမှာအခုညီတောင်းလို့ကများဆောင်တဲ့လူတွေကအလာရောက်ကြမှာဖြစ်ပါတယ်ဆရာယူကူညီပေးပါဆရာကူညီပေးမှရမယ် ုစီမှာလာတဲ့လူတိုင်းတော့မှသူစိတ်နဲ့ပုံထိမှာကူညီမှာဒီစရာအဲ့ဒီစရာချမ်းသာလာတော့တိပိမဲ့တော်ပြီးမှအကူညီမတောင်းလို့ဆိုရင်ကျွန်တော်ရမှာမဟုတ်ဘူးဘုရားကကျွန်တော်နားလဲစေတာအားနဲ့တဲ့လူတိုင်းကိုဘုရားမကူညီဘူးနော်ဒါပေမဲ့သူ့ကိုအားကိုးတဲ့လူကူညီတာအာမင်အာမင်ဒီနော်ဒေရှာကျွန်တော်နောက်ရောက်ပါပြီမလေးရှားအခြေအနေတော့ကျွန်တော်အများကြီးတော့မသိဘူးပြင်မဲ့ ျွန်တော်အလုံးလုံးကြတဲ့အရေးမွားကြောင့်အယမ်းပင်ပန်းတယ်ဒီမှာဖရားကိုရှာလာကဖရားကိုတင်အားကိုချင်းတဲ့တယ်လို့ကျွန်တော်ပြောချင်းတယ်အာမင်အချိန်မရှိတဲ့ကြားထဲကတင်လာတာဖရားမျက်နှာရှာလာဗျအာမင်တကယ်ကျွန်တော်တို့အတင်းတော်တွေနဲ့ကျွန်တော်လည်းမှုတော်ဆောင်တော်ဖူးတယောက်ဖြစ်တဲ့ကြောင်အားနည်းတဲ့အစိတ်ပိုင်းတွေရှိပါတယ်လာပြီးမှခေါင်းဆောင်တွေကလူတိုင်းစိတ်လာနှုတ်ဆက်နိုင်မှနှုတ်ဆက်နိုင်မယ်တခါလေသူတို့လည်းမောတဲ့ချိန်တွေရှိတယ်မောပန်းတဲ့ချိန်တွေရှိတယ် ဒါမဲ့တင်ဖျားချောင်းလာတာဖျားမျက်နာရှာဖို့လာတဲ့တကြောင်ဖျားမျက်နာတွေ့ရင်အဓိကပဲဟာလေလုယာအာမင်ကျွန်တော်ပြဿနာတွေရှိတယ်အခက်ခဲတွေရှိတယ်ဒါမဲ့ဖျားကဘယ်လိုလူမျိုးကိုကူညီမလဲဆိုတော့သူ့ကိုအားကိုးတဲ့လူကိုကူညီမှာဖြစ်ပါတယ်အာမင်ဒီနေ့ကျွန်တော်တို့ဖျားကိုအားကိုးကြောင်းတသက်တည်းဒီမှာမြင်တွေ့ရတဲ့ကြောင့်ဖျားရဲ့ခြေဆိုတော့ခြင်းမှန်တယ်အာမင်အာမင်ဒီအားနဲ့နေတဲ့ပြဿနာရင်လူတိုင်းရင်ဆိုင်တယ်ဗျာ ဒါပေမဲ့အဲ့ဒီပြဿနာဘလို့ဖြေရှင်းနိုင်လဲဆိုတာကဖျားကိုအားကိုးတဲ့လူတွေကသူတို့မှာဖြေရှိတယ်။ပြဿနာလူတိုင်းရှိတယ်။ဒီနေ့ကျွန်တော်အားနည်းနေဖို့ပဲအားနည်းနေုံနဲ့ပဲပြတ်တက်မတော်ပါနဲ့ကျွန်တော်တို့မှာအားကိုးရာရှိတယ်ဗျ။အဲ့ဒီအားကိုးရာရှင်ကဘယ်တော့မှမပြောင်းလဲဘူး။ဂတိတည်တဲ့ဖျားဖြစ်တယ်။မာသဲ7:28မှာ ဝင်လေးရဲ့ပြမတော်သူပေါင်းတော့ဗါလဲငါထတ်တော့လာကြတော့ငါဒီချမ်းသာပေးမယ်တဲ့လူတွေကတော့ဘာပြောလဲပစံတကာချင်းတခါချင်းရဲ့နခါတုံးခါစုမလာတော့နဲ့လူတွေကတော့ဘာဆိုင်မတော်လဲလူသားလာပါပြတ်တနာခေါ်မလာပါနဲ့ဖရာတော့ဝင်လေးရဲ့ပြင်ပန်းတော်သူပေါင်းတော့ငါထတ်တော့လာကြပါငါဒီချမ်းသာပေးမယ်ဆိုတဲ့ဖရာရဲ့ဂတိတော်ကတိအတွက်ဖြစ်ပါတယ်တဲခုအားနေနေတယ်ကျွန်တော်သိတယ်တေဂျုံကနေရတယ် တဲ့တချို့တော့အရာတွေမှာတင်းဆိုးရနေတယ်။ဒါပေမဲ့အားကိုးပါ။ဘုရားပါတော့လေမဆိုးရနဲ့ငါသား။ငါပြင်ဆင်ပေးမယ်။မာသဲ6:34ကိုဖတ်ရအောင်။ရှမာသဲ6:34 စိုးရိမ်နိုင်ပြီယခုနေ့၌ရှိတော်မကောင်းမဖြစ်သောအရာယနေ့အလေးပေါ်ယခုနေ့ကိုလောက်နိုင်ပြီဖတ်သွားတဲ့အသက်ရှင်တဲ့နောက်မတော်အပြည့်ပြန်ခင်ကောင်းချီးပေးပါစေဘုရားကိုယ်တိုင်ပြောတာအပေါ်မှာဒီမတဲချောက်လေးလာကြည့်မယ်ဆိုရင်စာငယ်ကလေးတွေတော်မှာလေသူတို့စပါးဆူတာတွေမရှိဘူးဒါပေမဲ့သူတို့စားတော့ရတယ် ဘုရားဖန်ဆင်းထားတဲ့လူတွေကြတော့ဘာလို့စိုးရိမ်နေတာလဲဆိုပြီးဘုရားကသင်ရဲ့အစိုးရင်စိတ်ကိုကုသပေးခြင်းလို့ထပ်ပံပေးခြင်းလို့ဒီကျမ်းစာကျွန်တော်တို့သက်ရှိနေတာဖြစ်တယ်။အာမင်။အာမင်။မစိုးရိမ်နေဆိုတဲ့အင်္ဂလိပ်စကားလုံးမှာ anxiety လို့ခေါ်ပါတယ်။ A A N I E T Y စလုံးစုစုပေါင်းခွနလုံးရှိတယ်နော်။ anxiety မှာအလဲမှာအရာစံထားမှရှိတယ်။ ။ဆိုရင်ချင်းအကြောင်းပြန်ပြီးမှစဉ်းစားကြည့်ပါ။ဆိုရင်ချင်းဆိုတာနောက်ဆုံးမှာဘယ်မှာအဆုံးသတ်လဲဆိုတော့မိမိရဲ့တတ်နိုင်ခြင်းမှာအဆုံးသတ်တာ။ဘာလို့ဆိုရင်ကလည်းအိမ်လခပုံနေလို့အိမ်လခပေးရတော့မှမလို့ကိုယ့်ရဲ့ဝင်ဝင်နဲ့အေးမြန်မာနိုင်ငံမှာရှိတဲ့မိသားစုတွေပို့ရအောင်မှမလို့ဆိုရင်တာမဟုတ်လားအဲ့ဒါပဲသူ့ကိုကိုစားပြုတယ်မိမိကိုမိမိကိုစားပြုနေတာဟုတ်လား ် anxiety ဆိုတာဒါပေမဲ့ဘုရားကလည်းသူ့ကိုကိုးစားစိတ်ချနာပြ Amen Amen ဘာလို့လဲဆိုလူရဲ့တန်တန်ချင်းကအကန့်တရှိတယ် limit ရှိတယ်ဗျဒါပေမဲ့ဘုရားရဲ့တန်နိုင်ချင်းကအကန့်တမရှိဘူး Amen Amen ဘုရားကလည်း portion for throw vision နဲ့ဒီခုချိန်မှာတော့တင်းရဲ့လောဘခါကတင်းရဲ့လဆာကတလမှာ1500 1900 1000ရတဲ့လူရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ တရားလဆာနဲ့ပဲဘုရားကမသွားစေချင်ဘူးဗျသူရဲ့ကောင်းကြီးနဲ့သွားစေချင်တာဘုရားကောင်းကြီးပေးတဲ့ခါမှာတင်မျက်နှာตาတွေရလာမယ်ဗျအာမင်တင်ရဲ့တစ်ထင်းတစ်နှစ်ตาတွေရလာမယ်မထင်းမပဲနဲ့တင်ယာထူးသက်သွားတာမျိုးယာထူးသက်တာတင်ဂျန်ကိုမိုးရှင်ရတာမျိုးအာမင်အာမင်ရဲ့လူယုံဖြစ်သွားတာမျိုး ်အာမင်အာမင်အာမင်ဘုရားလူတွေကပင်ပင်ပန်းပန်းနဲ့လှုပ်ရနိုင်ပေမဲ့သင်ကသက်တောင်းသက်တာနဲ့ဟိုတထင်းရဲ့မျက်နှာသာရပြီးမှကြည်ရောတတ်ခမားကျွန်းနေနဲ့ရောင်းစားချင်းခါရတာဖရားအတူရှိချင်းကြောင့်နိမ့်တာရတယ်တဲ့အဲ့ဒီမျက်နှာကိုကျွန်တော်မလေးရှားမှာမရနိုင်ဘူးလားရနိုင်တယ်သူပြဖရားကိုအားကိုးတဲ့လူကရကိုရတယ်အမေအမေအဲ့တော့ဒီကိုအားကိုးတဲ့လူဖြစ်တဲ့ကြောင့်အဲ့ဒီမျက်နှာကတင်းအတွက်ဖြစ်တယ်အာမင်အာမင် င်ကဘုရားကိုအားကိုးတဲ့တရားဖြစ်တယ်။အာမင်။ကျွန်တော်ယုံကြည်သူတွေအတွက်အဆုံးရှုံးတာမရှိဘူး။အဲ့ဒါကြောင့်ဘုရားကတဲ့အတွက်အကောင်းဆုံးကြံစီထားတယ်။အာမင်။အာမင်။ကြည့်ပါလား။လမ်းမရှိတဲ့ရက်မှာလမ်းကိုပြင်ဆင်ပေးနိုင်တဲ့ဘုရားများကြောက်ထဲရည်ရည်ထွက်စေနိုင်တဲ့ဖျာကျွန်တော်တို့အနေနဲ့တော့ကိုယ့်ရဲ့ပညာရည်ချို့ကိုကြည့်တယ် ကိုမလေးရှားစကားဘာသာစကားပြောတတ်တာအိမ်မဲလို့ပြောတတ်တာအဲ့ဒီຢာရီပေါ်မှာကျွန်တော်တို့ရဲ့ဝင်ဝင်ကိုကျွန်တော်တွားတိုင်းတာပြီးတယ်မဟုတ်လားဟုတ်ပါတယ်ဒါတော့လူရဲ့မျက်စိလူရဲ့အုံနောက်နဲ့စဉ်းစားတဲ့အခါမှန်ပါတယ်ဘာသာစကားနဲ့ကျွန်တော်တို့တင်လဲတင်တင်ပါတယ်တက်လဲတက်တင်ပါတယ်ဒါပေမဲ့အဲ့ဒီຢာရီပေါ်မှာဘုရားကောင်းကြီးပေးတဲ့အခါမှာအဲ့ဒီຢာရီပေါ်မှာမမှုမသိဘူးဗျသူကအားကိုးတဲ့လူကိုကောင်းချီးပေးခြင်းနဲ့ပြရားဖြစ်တယ်။ဒါပေမဲ့အကြောင်းမဆိုရင်လည်းတော့ ဲ့ဒီမှာစိုးရင်ချင်းကိုကျေဘလို့တိုက်ဖြတ်မလဲဖျားကိုအားကိုချင်းနဲ့ပဲတိုက်ဖြတ်ရအောင်အာမင်ဖျားကကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ပေးတယ်အာမင်အကောင်းဆုံးလာဆာရမယ်ငါရဲ့တထေးရဲ့မျက်နှာตาရမယ်လုပ်ငန်းကူမှာဖျားကတာရင်ကောင်းချီးပြုံးမယ်တာရင်မဆောင်းမယ်လူတွေမနာလို့တော့ဘုရားကောင်းချီးပေးချင်တာတော့အခုကျွန်တော်တို့ကလူမျိုးမနာလို့တဲ့အစင်းရောက်နေတယ် ဘုရားကလူတွေမနာလို့တော့အောင်ကောင်းကြီးပေးခြင်းနဲ့ဘုရားဖြစ်တယ်။အာမင်။အာမင်။အောင်ကြီးမင်္ဂလာကိုခံစားရတော့လို့ဖြစ်တယ်။လုံးဝမစိုးရိမ်နဲ့တော့အဲ့ဒီမစိုးရိမ်နဲ့ဆိုတဲ့အရာကိုတော့ကျွန်တော်ပြောလို့ပဲတင်းရတတ်နိုင်ခြင်းကိုတင်းကိုးစားနေလို့တင်းစိုးရိမ်နေတာပါခင်ဗျာ။ဘုရားရဲ့တတ်နိုင်ခြင်းကိုကိုးစားရင်ဘုရားပြန်စင်ပေးလိမ့်မယ်။ဒါကဘုရားရဲ့စကားပြောတဲ့အခါမှာတခါလေးထူးဆန်းတယ်ဗျာ။ခပ်တဲ့ခြင်းနဲ့ တချင်းနဲ့တော့မှတော့မှ gospel song နဲ့တော့ဘုံဟာဒီ love song နဲ့ပြန်ပြရတာရှိတယ်ကတိကတကျွန်တော်အချင်းဒီတစ်ခုကြောင်းနောက်ဆုံးဖို့ကြိုးစားတယ်။အော်ဘာဖြစ်တော့ငါနောက်ဆုံးလိုက်တော့မယ်။ငါလက်မြောက်ရှုံးပေးလိုက်တော့မယ်။ငါအဆင်မပြေတော့ဘူးဆိုပြီးကျွန်တော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆူလဲတောင်းလို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုလုပ်ကောင်းလဲဆိုတာစင်ချင်အောက်မိတဲ့ခါမှာစာသားတဲ့ကြောင်းဖြစ်ပါလေ။ နောက်ဆုံးဖို့စူးစမ်းရင်ရှင်းသုံးပြီလေအဲ့ဒါနဲ့ကျွန်တော်ရှင်းဖို့တူတာအဲ့တပိနာကလည်းသင်တို့လမ်းကိုပြင်ဆင်ပေးလိုက်တယ်အာမင်အာမင်ကျွန်တော်ယုံကြည်သူတွေကောင်းစားဖို့ကဘုရားလို့ရှိရနော်ယုံကြည်သူတွေကျမ်းမာဖို့ကဘုရားလို့ရှိပါလေခင်ဗျာအာမင်အာမင်အဲ့ဒါမဆိုးရင်လည်းဘုရားကိုပဲပုံအားလိုက်တော့သူတို့ဒီပါလေမျက်နှာလိုက်ဆိုင်တော့တစ်ပင်ကဲတော့အကျွန်မညုံွမ်း မိုးခေါင်နောက်ခါလာနိုင်ပါလေအတီးကိုတီးမယ်ဗျအာမင်အာမင်အခြေအနေနဲ့မဆိုင်ဘူးဗျ situation circumstances နဲ့လုံးဝမဆိုင်တာဖရားရဲ့ကောင်းခြင်းမင်္ဂလာကယာတူးတို့ဖောက်ပြန်နေတယ်ပြမန္တရာမှာတော့ယာတူးတွေဖောက်ပြန်နေတယ်ဟိုမကောင်းဆိုးဝါးတွေညားနေတယ်ဒါမဲ့အဲ့ဒီကျမ်းစာထဲမှာယေရမိ၁၇ခုနဲ့၈မှာပေါ်ပြထားတာကသူကလူတွေမြင်လို့မရတဲ့ မြေထဲမှာအမြင့်ရေတောင်းမြင့်တဲ့ရေနဲ့ချိတ်ဆက်နေတာဖြစ်ကြောင်းအဲ့ဒီရေကဘာကိုပုံဆောင်လဲကျမ်းစာထဲမှာရေကနှုတ်ပတ်တော်ကိုပုံဆောင်ပါတယ်နှုတ်ပတ်တော်ဆိုဘာလို့လဲရှင်ရောခန်းချင်းတိငယ်တဲ့မှာနှုတ်ပတ်တော်ဒီပါလဲလူစားပြီးအဖြစ်ခံရရဲ့ရှင်ရောခန်းချင်းတိငယ်စရိယောက်ကနှုတ်ပတ်တော်ဒီသားတော်ယေရှုလို့ပေါ်ပြထားတယ်ယေရှုနဲ့ချိတ်ဆက်နေတာအာမင်ဘုရားနဲ့ချိတ်ဆက်နေတာအာမင်အခုကျွန်တော်တို့အားလုံးကတော့ပြဿနာတွေလူတိုင်းကိုယ်စီရင်ဆိုင်နေရတယ်ဒါပေမဲ့ကရကာနောက်ွယ်မှာ ဒီဖရားကိုအားကိုးခြင်းအဲ့ဒီရေတောင်းမြင့်တဲ့တင်းရဲ့ချိတ်ဆက်ခြင်းကတင်းရဲ့ပြတ်တော်ပြေလည်စေပါဗျာအာမင်အချိန်ရဲ့ထမတိကိုစိုးစံစေပါအာမင်ဘုရားတခင်ချစ်တော်ပေးပါငါတို့ကကျွန်တော်ကနေလိုက်ဆုံးပေးပါငါတို့ကအာမင်ပါဆိုရင်ရမယ်လို့နေမဟုတ်ဘူးဆိုရင်ရမယ်လို့နေမဟုတ်ဘူးဆိုးဆံမဲ့လူဖြစ်တယ်ဆိုးဆံမဲ့လူဖြစ်တယ်အဲ့တော့ဘာလို့ကိုပြောင်းချိမမယ်အားလည်းပြပါအဲ့တော့ဆိုရင်ဆရာကြောင့်လုံးဝမရှိတော့ဘူး သူရဲ့တပါးကြီးတော်သားတော်ကိုပေးခဲ့တယ်ယေရှုခရစ်တော်အဲ့ဒါကကယ်တင်ခြင်းရဖို့ပဲမဟုတ်ဘူးနော်လောကမှာတော့ရှင်ရောခန်းကြီးဂျောမခန်းကြီးရှင်ငယ်တော်ဆက်တားတော်ကိုရတော်သူတွေကခတ်သိမ်းတော့ရဖို့ရတယ်တဲ့အဲကြောင့်တင်ကောင်းစားဖို့ကလည်းယေရှုခရစ်ကလည်းဘဝအတိုင်းမှာပေးစားခဲ့ပြီးပြီအာမင်ကျမ်းမာဖို့စီပွားရေးမှာအစီအမံဖို့ပြီးတော့ကျွန်တော်မြန်မာနိုင်ငံအဲ့ဒီဒီကိုရောက်လာတဲ့အခါမှာ ျုံမြန်မာလူမျိုးတွေမလေးရှားရောက်သွားတော့ဖခင်ကလေဟိုအုံနောက်ကိုပွင့်စေတယ်လို့ပဲပြောရမှာကိုပိုင်စီးပွားရေးတွေစကြတာဗျမ်းတဘောကြတယ်ကျုံမြန်မာနိုင်ငံမှာနေတော့အော်သူများလို့ပဲလုပ်ရမယ်ဟိုသူများလက်စားပေးတဲ့ညသူများပေးတဲ့ဟာယူကျွေးတဲ့ဟာစခိုင်းတာလို့မြန်မာနိုင်ငံမှာအဲ့လိုဘဝနဲ့ကျွန်တော်တို့နေခဲ့ရတယ်ဒါပေမဲ့မလေးရှားတိုင်းပိုင်းရောက်သွားတဲ့အခါမှာအခုကျွန်တော်ချင်းတွေတော်တော်များများဆိုရင်ကိုကွန်ပဏီကိုကိုထောင်ကြတယ် ။အိုးလုံးဝအရှင်ပြင်းနေတာကောင်းချီးခံစားနေတာမဟုတ်ဘူးလား။ဘုရားကအလံကိုဖွင့်ပေးတာအခုဆိုကျွန်တော်ပုံပြီးမှမျောနေချင်မဲ့အစရာအကြောင်းရှိတယ်။လူအနေနဲ့ဘာလို့လဲကျွန်တော်အရင်သွားချင်တဲ့ United States ကိုကိုထမ်းကပြေးလိုက်ပြီ။ဂျော်နယ်ထမ်းကပြေးလိုက်ပြီ။ကျွန်တော်သွားချင်တဲ့နိုင်ငံဒါပေမဲ့ဘုရားလမ်းဖွင့်လိုက်တော့ကျွန်တော်အရင်ရုပ်ကြည့်တယ်ကျွန်တော်ညီလေးမလေးရှားမှာရှိပါတယ်တယောက်သူတနေ့ကြော်ရရှိပြီသူက US သွားချင်တာ ူကလည်း US ပိတ်သွားတော့အကိုရင်းအော်စီပဲရှောက်ရမလားလို့ပြောတော့တယ်ကျွန်တော်မိသားစုတွေဆွေးနေတဲ့အခါမှာဘာပဲဖြစ်အချိန်တကာတော့တခုဆောက်ရအောင် US မကြခင်ပြွင့်မယ်လို့အဲကြောင့် US သွားချင်တယ်ဆိုရင် US သွားနိုင်ရတဲ့ကိုပြပြင်စင်ပေးတယ်ဘုရားမှာတိုင်းအများရှိတယ်အာမင်ဘုရားမှာလမ်းအများရှိတယ်ဒီတန်းမဲမမီမမြင်ပါနဲ့ဖခင်မှာနီးပေါင်းဆုံးလမ်းပေါင်းဆုံးရှိတယ်အာမင်ဒီလမ်းစမပြင်းဒီလမ်းနဲ့ရတယ်အာမင် မလေးရှားသွားတာတော့အောက်လမ်းအောက်လမ်းနဲ့ရပါပဲဖခင်ကလည်းတန်ညာရှိတယ်ဟုတ်ကူလားအမေကျွန်တော်ပွဲစားစကားကြတော့ယုံပြီးမှဖခင်စကားကြတော့မယုံဘူးလေဟုတ်တယ်လားဖခင်စကားလည်းယုံဖို့အရင်မဲ့ကောင်းပါလေအာမင်အဲ့ကြောင့်ဘုရားမဆွေးနဲ့တင်အတွက်အကောင်ဆုံးနေ့ရက်တွေရောက်လာမယ်အဲ့လိုပြောတဲ့အခါမှာဆရာကြီးဆရာမကြီးအခုကျွန်တော်ကြုံတွေ့ရတဲ့ပြဿနာတွေဆရာမနားမနယ်တာပြောဖို့ပြောနိုင်တယ်ဒါပေမဲ့ကျမ်းစာထဲမှာလည်းယောသတ်အိမ်မက်ရတယ်ဗျ prime minister ဖြစ်လာဖို့ဘယင်ဖြစ်လာဖို့သူ့အိမ်မန်အကြောင်းပြောတဲ့အခါမှာသူ့ကိုရီးယားဘုံတယ်တဲ့ကြည့်ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာဖြစ်လာမဲ့လူတရားတိုင်းသမားဘာရောင်းစားချင်ရောင်းစားချင်မခံရခင်မှာသူန်တဲ့ကိုပြစ်ချချင်းခံရတယ်အိမ်မက်နဲ့ယူပိုင်လုံးနဲ့စမ်းကျင်ပဲပဲပြီးရင်တိုင်းသမားဘာရောင်းစားချင်ခံရတယ်သူလဲဖျားကတိတော်မရှိဘူးအဲ့ဒီကတိတော်မဆွဲလာမှုဆိုပါဖြစ်လဲ ဲ့ဒီအချိန်တွေမှာကိုယ်ဆုံးသက်သွားမှာသင်လဲရောသက်လို့အချိန်တွေတော့မဆုံးပါဘူးတင်းရဲ့ညီကောင်မောင်မတွေတင်းကိုမရောစားပါဘူးတင်းကိုတတ်ဖို့လည်းမကြံစီပါဘူးတင်းထောင်ထဲလည်းမရောက်ပါဘူးရောက်တဲ့လူလည်းရှိကောင်းရှိနိုင်တယ်ရောသက်တော့တင်းအချိန်တွေမဆိုးသေးပါဘူးအာမင်အာမင်အကြောင်းငါငါကြမ်းမှဒီလိုဖြစ်နေတယ်ငါတို့မိသားစုမှဒီလိုဖြစ်နေတယ်မဟုတ်ဘူးအဲ့ဒီပေါ်မှာတင်တင်ခန်းဆိုင်ကိုဖြစ်တယ်အာမင်ယောသခင်များအဲ့လို မဖြစ်တိုင်းခဲ့ဘူးဆိုရင်မကြုံခဲ့ဘူးဆိုရင်ကျွန်စကားတွေကြည့်တဲ့အခါမှာရှင်မင်းကပြီးသူပြီးသားတွေရဲ့ဘဝအခြေအနေမှန်ကိုသိကျင်တဲ့ကြောင့်အယတားဟန်ဆောင်ပြီးမှလိလာတာတွေကျွန်တော်တို့မြင်မှုလာတယ်ဟုတ်ဘူးလားယောသခင်များအဲ့လိုလိလာစရာလုံးဝမလိုတော့သူအောက်တက်ကြည့်ပြီးသားကျွန်တော်ကဆိုဘယ်လိုလဲထောင်သားတွေဘယ်လိုအခြေအနေရှိလဲ အနေခံရတယ်ဆိုတော့ဘယ်လိုလဲစာပြစ်သူနှစ်ပေါင်းယောက်များစွာ16နှစ်မှရောင်းစားခြင်းခံရတာ73နှစ်ကြာတယ်ဗျတခါလေကျွန်တော်ကောင်းချင်းတွေမျော်လင်းနေအရင်ကျွန်တော်တို့ IT ကနေပြတော့ AI ကနေပြတော့ကြောင့်လင်းလင်းမြန်မြန်ရချင်တယ်ဒါပေမဲ့ဘုရားကလေကျွန်တော်ချင်းအတိုင်းဝဲကကျွန်တော်ဒီမှာတော့ပေါင်ပိုင်းချင်းတွေများလို့မယ်ချင်းရတဲ့တန်ကိုခံနိုင်တယ်နော်ချမ်းသာတဲ့တန်ကိုခံနိုင်မဟုတ်လားသဘောတူလား ဘုရားကောင်းချီးပေးခြင်းလေစီးရဲတဲ့ဒါတော့ကျွန်တော်လုံးဝခံနိုင်တယ်။ဟိုတရမတဏ္ဍစားနဲ့ရှင်းမပြေလေ။အဲ့ဒီဒါကိုခံနိုင်တယ်ကျွန်တော်တို့လည်းဒါမှချမ်းသာတဲ့တိုင်မခံနိုင်ဘူး။အမျိုးထဲမှာတယောက်ချမ်းသာခြင်း foundation မှာမှမဟုတ်ဆိုရင်ပြန်ကျသွားတာပဲ။ကျတာပဲမဟုတ်ဘူး။အဲ့ဒီလူကဟိုဘိန်းဆွဲပါဆွဲနဲ့မိမကိစ္စနဲ့ရှုပ်ပြီးမှစပြစ်ဟို best life ဖြစ်သွားတဲ့လူတွေတပုံကြီးပါပဲ။ဒီနေ့ဘုရားကကျွန်တော်ကောင်းစားစေခြင်းလေ။ ်ဒါပေမဲ့ဘလို့ကောင်းစားစေချင်တာစစ်မှန်ဆိုနဲ့ကောင်းစားစေချင်တာအခြေခံမှန်မှန်နဲ့ကောင်းစားစေချင်တာဗျာအာမင်အာမင် foundation မှန်မှန်နဲ့ကောင်းစားစေချင်တာအဲ့ဒီကောင်းခြင်းမင်္ဂလာကိုထိမ့်သိမ့်တတ်ဖို့လို့ကတင့်ဖို့တုံတင်ပေးလိုက်မယ် management လုပ်တတ်ဖို့တုံတင်ပေးလိုက်မယ်မွေးတင်ပြစီမှာနော်တင့်မိသားစုနဲ့ပြစီမှာတင့်ကလေးတွေရတဲ့အခါမှာတင့်သားသမီးပြစီဖို့လို့ကဖြစ်သွားလိုက်မယ်အဲ့ကြောင့်ဖခင်ကလည်း ဒီချိန်ဒီကာလမှာအော်ငါမျောနေတာကောင်းချင်းငါချက်ချင်းရောက်မလာသေးပါလားစိတ်မညစ်တဲ့ဘုရားသခင်ပုံသိမ်းနေတယ်အာမင်အာမင်မစိုးရင်နဲ့ဘုရားတော်ယူမယ်ဘုရားသခင်ပုံသိမ်းနေတာယောသ73နှစ်ပုံသိမ်းချင်းခံရတယ်မလွယ်ဘူးအထင်လွဲချင်းခံရတယ်ဘောဒီဖိုင်ရဲ့မိန်းမနဲ့အထင်လွဲချင်းခံရတယ်ထောင်ထဲရောက်တယ်ထောင်ထဲမှာဖလားတော်ဝင်နဲ့စားတော်ဝင်ရဲ့အိမ်မက်လက်ကိုပြန်ပေးတယ်မန်လဲမန်နဲ့ဂျေဇုမမေ့နဲ့တော့ငါ့ကိုမမေ့နဲ့တော့အတန်တန်ပြောတာ ယေရှုရှင်ခမညနမိတိတိမေးလေအဲ့ဒီယေရှုရှင်နေနမိတိတိမေးလာနမဘုရားပုံသွင်းတာဒီနေ့တင်းရခက်ခဲကလေတင်းတရက်မှာလူတွေရှေ့မှာပြန်ပြီးမှတက်တိတ်ခံဖို့ဖြစ်တယ်ယောသက်ကိုဥပမာဒီနေ့မှာယောသက်လာတယ်ထားပါတော့ယောသက်သာမောင်းတက်တိတ်ခံမအောင်ဆိုသူ73နှစ်ကာလသူ process အများကြီးရှိမှာအာမင်တင်းမှာတက်တိတ်ခံဖို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုယ်နဲ့ကပဲကောင်းချီးခံစားရမယ့်ပုံမှန်နဲ့ကျွန်တော်တို့အားဖြင့် တပားတို့ကောင်းချီးခံစားဖို့ကဖခင်ကဖတ်ဆင်းအလိုတော်ရှိတဲ့အကြောင်းတင်းမကြုံတွေ့ရင်တင်းပြောပြလို့မရဘူးတင်းမခံစားဘူးဆိုရင်တင်းပြောပြလို့မရဘူးပါစာတယောက်ကနိုင်ရရှိတော့တော့တင်းကိုဆရာပြတဲ့အကြောင်းနိုင်ရင်အတိုင်းမှာမငုံကြနဲ့မငုံကြနဲ့နောက်နိုင်ရင်မှာလဲသူလည်းတင်းကိုဆရာပြတဲ့အကြောင်းနှစ်သိပ်ပြရတယ်ဆိုရင် ဇာမနာစီစီနဲ့သူဆောင်ရတယ်မိုးချနဲ့မိုးချနဲ့တရက်တော့သူ့မိဆုံးပါလေရောဆုံးတော့သူကအိုးဘုဆုပါဆက်ငိုတာလက်ရည်တော့မထွက်နိုင်တော့လောက်အောင်ငိုတာအဲ့တော့ assistant ပါစားလာတယ်သူရဲ့တင်းထုတ်ဆရာဆရာမလာပြီမှာဆရာသူများအိမ်မှာနာရေးအိမ်တိုင်းမှာဆရာပဲသူများကိုမငိုနဲ့လို့ပဲခေါ်မပေးခဲ့တယ်မလားဘာဖြစ်လို့အခုဆရာကိုယ်တိုင်ကျတော့ဘာလို့ငိုတာလဲအဲ့ဒါကသူများမေဒါကမေတယ် ကိုယ်တိုင်ခံစားမှကျွန်တော်လူသားရင်းကိုနားလည်ပေးတာနော်မှန်ကျွန်တော်လည်းကလေးသုံးယောက်အဖြစ်ဖြစ်တဲ့ကြောင့်အရှင်တို့ကကျွန်တော်ကလေးတွေတိတ်နားမလည်ပေးနိုင်ဘူးဒါပေမဲ့ကလေးသုံးယောက်ဖြစ်တဲ့ကြောင့်ကလေးတွေအချင်းချင်းဘယ်လိုရှိနိုင်လဲတို့ဆယ်နှစ်ဆိုရင်အရင်မနေနိုင်တော့ကနာမနေနိုင်တော့အလိုလိုနဲ့နားလည်ပေးနိုင်တယ်မဟုတ်လားအကြောင်းအခုချိန်မှာသင်ခံရတဲ့ပြဿနာတွေကလေခေါင်းချင်းအဖြစ်ပြောင်းလဲမဲ့နေ့ရက်တွေရောက်လာတော့ ်အာမင်အာမင်အာမင်သင်ယုံကြည်ရမှာကတော့ဘုရားကကျွန်တော်တို့အကောင်းဆုံးကြံစီထားတယ်အာမင်အဲ့တော့တိတဲ့ခါမှာသင်ဘလို့သက်ရှင်မလဲဆိုရင်စိတ်နဲ့အသက်ရှင်တော့မှာပေါ့ယုံကြည်မျော်လင့်ခြင်းနဲ့အသက်ရှင်မှာယုံကြည်ခြင်းပါလေမျော်လင့်တော့ရတော့ကိုမျက်မှောက်ပြုခြင်းမျက်မှောက်ပြုခြင်းမမြင်သေးတော့ရပါပါလေတိမဆွဲလာခြင်းနောက်ဆိုရင်ဆိုရင်စိတ်နဲ့အသက်ရှင်နေစမ်းလို့တော့ပဲနဲ့ဘုရားကကျွန်တော်တို့အကောင်းဆုံးကြံစီထားတယ်ဆိုရင်သင်မျော်လင့်မယ်မျက်မှောက်ပြုမယ်ပြန်လာမမြင်သေးတဲ့ရောက်ဒီမှာဆိုတော့ ဘုရားကငါနာကမှာဟုတ်မကြတော့ချင်ဒီမှာ US ရောက်မယ်မြေအောင်ကြည့်ပါဆွဲတန်းကြည့်ပါမဆွေးနဲ့ဆိုတဲ့စကားတော့ဘယ်ရောက်တော့လို့မှန်းဘယ်ရောက်လို့ဘယ်ရောက်သွားမှန်းတော့တင်တိမှာပေါ့ဆွဲတန်းဖို့လို့လေမွေကျွန်တော်အချွေးလေးပဲစဉ်းစားတာအိုးဘယ်လိုဖြစ်ရင်ဘယ်လိုဖြစ်ရင်ဘယ်လိုဖြစ်ရင်အိုးကျွန်တော်မနေ့မိုးလေးအိပ်ရာထားတာနဲ့ညီးသွားတာနဲ့ပဲအချိန်ကုန်တာမဟုတ်ဘူးခဏိကောင်ဆွဲတန်းရမှာဘုရားကကျွန်တော်တို့အကောင်းဆုံးချန်စီထားတယ်အာမင်ငါအနာကကအရန်တော့ပါမယ် 俺们庙用的喽，别搞么西边买。皮鸭个庙用么西来肉过来，俺们烧的鸡庙买的皮鸭皮的。俺们锅盖呀，俺们锅盖皮鸭个多少西肉皮鸭皮的，大碗煮来呢皮鸭皮的。Amen。哎，你还没说呢。哎，我问你一下嘛，弟兄，俺们看啥样？哎，咱啥样？把那皮革的拿来，把那皮咱啥了？那扒皮皮鸭皮，就掏皮里买多点呗。哪里生意么开呀？Amen。<Okay. S 2> Amen。皮鸭皮肉的高级美食呢？You prepare table before me in presence of God。 这不是讲都是信嘛？是外国 K 杯去那 e 这不是我上班丢在路里，这不是我们拿在路里信嘛？对我的妈妈想搞啥事情啊？哈，搞啥事情啊？Amen，o d le monde. où, 这就是我啥事情那边？Amen，啊叫 You prepare to n ennemi. perform ennemi. vous o in the presence of ennemi. vous my enemy，and présence you n ennemi. o 唱嘛是 d 要去讲了，show me goodness and présence mercy，share o follow n ennemi. faire de me all the days présence ennemi. of my life，Jesus，vais vous 我来给你那个，知道不？那我 n 告讲来你那 o 爷。 မကောင်းဆုံးဘဝတွေလိုက်နေတာမဟုတ်လိုက်လျှောက်တဲ့ခါမှာတော့မအောင်ပါအောင်အေးမဲမဲနဲ့လိုက်နေတာမဟုတ်ကောင်းချီးမင်္ဂလာတွေကလိုက်နေတာအာမင်အကြောင်းတရားကောင်းချီးမင်္ဂလာအလုံးစုံကိုခံတိုက်တော်သူဖြစ်တယ်လို့ကျွန်တော်ပြီးဝယေရှုခရစ်တော်အဖြစ်ပြောချင်တယ်မဆိုးရင်လည်းတော့ငါတို့မိသားစုတကယ်ပဲကောင်းစားမယ်ဖခင်ကောင်းချီးပေးတဲ့မျိုးရိုးတွေဖြစ်တယ်ဘာလို့လဲကျွန်တော်တို့အဖြစ်ဣဝရီတရားကျေပြတ်မှုကဖခင်ကတင်ကိုခေါ်ထားတာဖြစ်ကြောင်းတင်ကျွေးဝါမှာရပါဗျာ တင်ကျွဲဝါမှာသူပါဖို့ပေးကမ်းလို့ရမှာတင်ကျွဲဝါမှာအရင်တော့ကျွန်တော်တို့ဟိုစင်းရဲ့ဘုံတော်ထင်ရှားတယ်ဆိုတော့ကျွန်တော်တို့ mindset တွေနှိခဲ့ပါတော့စင်းရဲ့ဘုံတော်မထင်ရှားတဲ့နေ့တွေအများကြီးရှိပါတယ်ဥပမာကျွန်တော်အရင်လေးလုပ်ချင်တယ်ငွေလိုအပ်ပါတယ်ဗျာငွေလိုအပ်လာတယ်လူမဲ့လူတမ်းမဲ့လူလိုအပ်တဲ့ခါမှာလာလို့ရခါမှာချက်အရင်ကလေးကိုကျဲပြဲဆိုတော့လုပ်နိုင်တယ် ဥမာမယုံကြည်သူတွေကျွန်တော်ခေါ်ဖိတ်မယ်မယုံကြည်သူတွေကချက်ချင်းလာမှာမဟုတ်ဘူးတခုခုပေးမှရမှာမဟုတ်ဘူးလားကျွန်တော်ဘာပေးနိုင်လဲပေးတဲ့အရင်းနဲ့သူတို့အေးဝင်ကြည်ကြားတော့ဖို့အရေးကြီးတယ်မဟုတ်ဘူးလားအကျဘုရားအတူကျွဲဝါရှိချင်တော့တင်ကိုကောင်းစားစေချင်တာအကျအဲ့ဒီရတဲ့တဲ့စဉ်းစားနေပြီးမှဟိုမိုင်းတွေနေဖို့မဟုတ်ဘူးဘုရားကျွန်တော်တဲ့အကောင်းဆုံးတန်စီထားတယ်အာမင် ထောင်ပြောင်းကိုးစားတော့သူမိမိကိုးစားစရာအကြောင်းဖြစ်စေတော့ဒီမှာပါလေမင်္ဂလာရှိတယ်မျက်နှာမှာဆိုက်၍အချိန်တန်မှာပြီးတော့အဲ့ရမညုံမတော့အပြင်းနဲ့သူတယ်အချိန်ကတော့သူရအတိုင်းခါမှာတဘာသူတွေတော့ဘုရားကိုအားမကိုးတဲ့လူတွေကြတော့ကြံခဲ့မှာပေါ့ဒါပေမဲ့ဘုရားကိုအားကိုးတဲ့တင်နဲ့တင်ရဲ့မျိုးရိုးမိသားစုတွေကတော့ဘုရားချီးမြှောက်တယ်ဟော ဖျားချင်းရောက်တဲ့မျိုးမျိုးဆိုတာဒါပါလားဒီဖျားကိုအားကိုးတဲ့မိသားစုဆိုတာဒီမိသားစုပါလားဆိုပြီးလူတွေကတင့်မိသားစုအားဖြင့်တင့်အားဖြင့်တက်တည်ကောင်းချီးမင်္ဂလာခံစားပါဖြစ်ပါအာမင်အာမင်ဒီနေ့မှာကျွန်တော်ဒီများတော့လည်းကျွန်တော်နှုတ်ပတ်တော်ကိုဝင်ရချင်ပါတယ်တခြင်းတစ်ခုတော့ဆိုလို့ရပါလားရပါပါကျေးဇူးတင်ပါ